NCA စနေပြည့်ပွဲကိုတက်ခဲ့တာကြောင့် KNU ရဲ့ဥက္ကဋ္ဌဟောင်းစောမူတူစေဖို့ဟာအဖွဲ့အစည်းကနေအပီးအပိုင်းထုတ်ပယ်ခံလိုက်ရပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ဟာသူတို့ရဲ့မူဝါဒကိုစန့်ကျင်ပြီးတော့ရှစ်ကော်မရှင်ကကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စနေပြည့်အခမ်းအနားကိုတက်ခဲ့တဲ့ထိပ်ပိုင်းခေါင်းဆောင်ဟောင်း၂ယောက်ကို အဖွဲ့အစည်းကနေအပီးအပိုင်းထုတ်ပယ်လိုက်တယ်လို့ကြေညာပါတယ်။ဒီထုတ်ပယ်ခံရတဲ့ ဲ့သူတွေထဲမှာဒီ KNU ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူစောမူတူ စေဖို့နဲ့ခရိုင်ဥက္ကဋ္ဌဟောင်းဒီစောရွှေမောင်တို့ပါဝင်ပါတယ် ဖွဲ့အစည်းရဲ့မူဝါဒကိုထက်ခါတလဲလဲဖောက်ဖျက်ကျူးလွန်တဲ့ကိစ္စတွေကြောင့်ဘိုဟိုအလုံးမှုဆောင်ကော်မတီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရထုတ်ပယ်လိုက်တာလို့ KNU ရဲ့ပြောခွင့်ရဘဒူစောတော်နီယာဆိုပါတယ်။ဥက္ကဋ္ဌဟောင်းစောမူတူစီဖိုးဟာပြီးခဲ့တဲ့အောက်တိုဘာလကနေပြီးတော့မှစစ်ကော်မရှင်ကကျင်းပခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားကိုတက်ခဲ့ပြီးတော့အစည်းအဝေးထက်ကနေလဲမိန်ကုန်းမှာပြောကြားခဲ့ပါတယ်။စစ်ကော်မရှင်ကတော့သူ့ကိုကရင်တိုင်းဒေသခေါင်းဆောင်အဖြစ်သုံးနှုန်းပြီးတော့ဖိတ်ခေါ်ခဲ့တာ ပါ KNU အနေနဲ့စစ်တပ်ကအာဏာသိမ်းပြီးချိန်ကလေးကနေစပြီးတော့ဒီ NCA ရဲ့အနှစ်သာရတွေဟာပြက်ပြားသွားပြီလို့မဟာမိတ်အဖွဲ့ရင်းနဲ့ပေါ့လေပူးတွဲထုတ်ပြန်ထားပြီးတော့စစ်ကော်မရှင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်းမတက်ဘဲနဲ့နေခဲ့တာပဲဖြစ်ပါတယ်။